ားလုံးမင်္ဂလာပါ property စီကားနဲ့ကြွဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ structure design ကို190အမှတ်ခံချက်ပေးထားတဲ့အပြင်ကျွန်တော်တို့ architecture maintenance ကိုကျွန်တော်တို့ဝယ်ပြီးတစ်နှစ်အတွင်းကျွန်တော်အမှတ်ခံမဲ့အိမ်တလုံးကျွန်တော်ဒီနေ့ property ထိုးလုပ်ပြီးမှဖြစ်ပါတယ် တင်ရတော့တကယ်ကိုကျွန်တော်တို့စိတ်ချယုံကြည်ရတဲ့ construction ရတဲ့ပြီးတော့စောက်ပြီးတော့ရောင်းချပေးမယ့်အိမ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် အသေးစိတ်လက်ပြရှင်းပြပေးမယ်။သူ့ရဲ့နေရာလေးကကျွန်တော်တို့ဒါမြောက်ဒဂုံ38ရပ်ကွက်ပါနော်။ကျွန်တော်တို့ပြည်တော်စုလမ်းမနဲ့လည်းနှီးတယ်ကျွန်တော်တပင်ရွှေသီးဒါမှမဟုတ်ကျွန်တော်ရာဇာဒရစ်နဲ့လည်းနှီးရပါနော်။အဲဆိုဒီမှာကတော့သူ့ရဲ့ chance view design ကလည်းတကယ် modern ဖြစ်ပြီးတော့အပေါ်မှာကျွန်တော်တန်ဆူးကျိုးပေါ့နော်။တန်ဆူးကျိုးကိုလည်းကျွန်တော်တေချာလေးတတ်ထားတွေ့ရမှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်အဖြူခဲဟိုမှာကျွန်တော်တို့ဒီလို plan box တွေတေချာထုတ်ထားတော့ တကယ် modern ဖြစ်တယ်အိမ်ခန်းတော့ကျွန်တော်စုစုပေါင်း6ခန်းနေရှိပြီးတော့ဒါကျွန်တော်နှစ်ထပ်ခွဲပါနော်သုံးထပ်လို့ပြောလို့ရတယ်အိမ်တစ်လုံးပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ဝင်လိုက်တာ ਨੇ ဒီမှာကားပါကင်ကတော့ဒီလိုထိုးလိုက်မယ်ဆိုရင်နှစ်စီးရမယ်ပေါ့နော်ဒီမှာကားပါကင်တစ်စီးဒီဘက်မှာတစ်စီးပေါ့နော်ဒါကတော့ကျွန်တော်ဒီအဝီစီအတွင်းပါပြီးသားပေါ့နော်ဒီအခင်းရတဲ့ဒါကျွန်တော်ဒီအာပြီးတော့ vlog တုံးကလည်းကျွန်တော် weight တော်တော်ခံနိုင်တယ်ကားကိုကျွန်တော်တောင်းတောင်းကားလောက်ဆိုရင် AC ခံနိုင်တဲ့အနေထားမှာရှိရဲဒါကတော့ကျွန်တော် ground tank မှာဆိုရင်ဂါလန်600ကျွန်တော်ဒီ ဒီတိုင်ကြီးပေါ့နော်အဲ့ဒီထဲမှာမှကြွေပြားတွေတခြားကပ်ပြီးတာပြီးတော့အပေါ်ကကျွန်တော်တို့ဒီ overhead tank ကလည်းလီတာ2000ကျွန်တော်ဆန့်တယ်ကျွန်တော် overhead tank ရော ground tank ရောရမယ်ပြီးတော့ဒီဘက်မှာတကားကလည်းကျွန်တော် design ကတော်တော်လာတယ်ပေါ့နော်ခဏနေတကားပိတ်ပြီးတော့ကျွန်တော်လည်းရိုက်ပြပေးမယ်ဒီဘက်မှာဆိုရင်လည်း motor ကျွန်တော်အဖွင့်ပိတ်ကလည်း auto နဲ့ကျွန်တော်လှုပ်ထားတာမြင်ရမှာဖြစ်ပါတယ်ပြီးရင်ဒီတဲ့အိမ်တော့ကျွန်းနေတယ်ပဲကျွန်တော်တို့အာလှုပ်ထားတယ်ပေါ့နော်အဲ့ဒီပြင်ကျွန်တော်တို့တချို့ interior တွေလည်းဒီခါလေးပုံပြီးသားဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အထည်တက်ကြည့်အောင်လား မကျွန်တော်ဝင်လိုက်တာနဲ့ဒါကျွန်ကျွန်းတကားကြီးမြင်ရပါတော့တအိမ်လုံးမှာတော့ကျွန်းပေါင်းသားတွေပဲတုံးထားတာကျွန်တော်သိရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီမြင်းကြီးထက်မှာရှိတဲ့ဧကံပေါ့နော်ဒီဧကံအပေါ်စီလင်ကကျွန်တော်တတရက်ပဲပြီးရင်ကျွန်တော်အခင်းတွေအကုန်လုံးကျွန်းပေါင်းတော့မှာ TV console TV backdrop တွေအစားကျွန်တော်ဒါ eco wood ဒီနဲ့တေချာလေးကျွန်တော်တို့လှုပ်ထားတာမြင်ရမှာဖြစ်ပါတယ်ပြီးဒီအိမ်မှာဆိုရင်ကျွန်တော်ဗဒင်းပေါက်တိုင်းကိုလည်းဒီလို UV တရရက်ခိုင်တော့ကျွန်တော်တို့ဒီ cover ဖြစ်တဲ့ လိုက်ကပါပြီးတဲ့အပြင်ကျွန်တော်တို့ဒီချင်းလုံးစကားပေါ့နော်ချင်းလုံးစကားပါမယ်ပြီးမှတန်ပန်းတွေအကုန်ပါပြီးသားပြီးတော့ဒါ1.2 milli ကျွန်တော်ထူတဲ့တကယ် quality အပြည့်ဖြစ်တဲ့ကျွန်တော် aluminum နဲ့ကျွန်တော်တုံးထားတာကိုကျွန်တော်သိရမှာဖြစ်ပါတယ်ဒီအင်ကတော့ကျွန်တော်တို့ဒီ16200ဈေးဖွင့်နိုင်ပါတော့တော်လေး reasonable ဖြစ်တဲ့ဈေးဖြစ်ပါတယ်အခုဆောက်လို့ဈေးရိတ်နဲ့ဒီနေရာနဲ့လမ်းနဲ့ဆိုရင်ပြောမှဆိုအများကြီးကျွန်တော်တို့အဲတန်တဲ့အိမ်ဖြစ်ပါတယ်ပြီးတော့ရင်ကျွန်တော်ဒီ အိမ်ကို River King Area ဒါ construction ကနေပြီးတော့စောက်ပြီးတော့ရောင်းတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအခု ground floor မှာတော့အခု single bedroom အသေးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီယာယီဧည့်သည်တွေထားဖို့တော့လကောင်းကျွန်တော်တို့ဒီအာ sofa အသေးနဲ့ဒါ family living room အသေးလို့နေတော့လကောင်းရှာတယ်ပေါ့နော်ဒါ air con ပါပြီးတာဆိုတော့ကျွန်တော်တို့ဒီဘက်မှာ single bedroom အသေးပြီးရင်သူကကျွန်း ကြီးပောင်ရောကျွန်တော်တို့ဒီတကားရောအကုန်လုံးကျွန်းပြီးအခင်းရောအကုန်ပေါင်းသားတွေနဲ့ပဲကျွန်တော်တို့အာတိဆောက်ထားတာကိုကျွန်တော်တို့သိရမှာဖြစ်ပါတယ်ဆိုတော့အခုလောလောဆယ်ရောကျွန်တော်တို့မြင်းရထက်မှာဒီလိုအခန်းကြီးတစ်ခန်းပါနော်သူ့ရဲ့စီလင်ကတော့ဒါ12ဘီ7ဘီ7ဘီဖြစ်မှာပေါ့နော်ဒီမှာဆိုမြင်ရမှာဖြစ်တယ်တသက်ရက်နဲ့စီလင်ကလည်းတကယ်တက်ရက်တယ်အခန်းရဲ့ကျဲတယ်ပေါ့နော်ကျဲတဲ့ဟာတော်တော်လေးဘယ်လိုပြောမလဲနေလို့ထိုင်လို့ easy ဖြစ်မယ်နေလို့ထိုင်လို့တော်တော်တက်တော့တက်တာရှိမယ်အိမ်နေလမ်းမှာရှိမှာ ဆိုတော့ဒါသူ့ရဲ့ရေကျူးမအိမ်တာမှာလဲဒီကြွေပြားကိုအပြစ်ဒါနပေတပေကြွေပြားအပြစ်ကပ်ပြီးတော့အခင်းရတော့ဒါနန်းစလစ်ကိုအာတုံးထားတယ် is the heater လဲဒါ italy brand ပေါ့နော် italy brand prado တုံးထားပြီးတော့ကျွန်တော်ဒီဒါဆိုရင် cotton ဒါကျွန်တော်ဟို urea တစ်စိတ်ကောင်းနေကိုကျွန်တော်တုံးထားတာမြင်ရမှာဖြစ်ပါတယ်ဒါ ground floor မှာတော့ဟိုကျွန်တော်အခန်းအသေးတစ်ခန်းအခန်းအကြီးတစ်ခန်းဒါလူကြီးတွေဒီမှာဒီကတက်ပြီးတော့မတုံးချင်ဘူးဆိုရင်လည်း fine တယ်ဒီမှာ နောက်ဒီမှာတော့သူကတော့ကျွန်တော်ခုနပြောလို့ပေါ့အာ DB box ကတော့တလွာတစ်ခုဖြစ်တယ် main အနေ control လုပ်တယ်ပြီးတော့ရင်ကျွန်တော်3 phase အပင်ပေါ့နော်အပြီးတော့ရင်သူကတော့ power meter ပြီးမှဆိုတော့ကျွန်တော်ခုနပြောလို့တောင်းတန်းမီးမအမလောက်တာတော့ဘာလို့အဲ့ဒီအဲ့ဒီ error မရှိတော့ဘူးနော်ပြီးဒီအောက်မှာတော့ဒီလိုကိုက solar တက်ချင်တယ်ဆိုရင် solar battery ပဲထားလို့ရတယ်အဲ storage space ရဲ့ ဒီခုရမယ်ပြီးရင် CCTV ကတော့ငါလုံးတခါလည်းပါပြီးသားပေါ့နော်ဒီအနောက်ဘက်ကသမင်းစားကန်းလည်းတော်တော်ကျဲတယ်မယူထားရတော့ kitchen နဲ့ dining နဲ့ဒီလိုဖွင့်ထားမှာတကယ်လို့ကိုကပိတ်ချင်တယ်ဆိုရင်ဒီမှာ partition တစ်ခုနဲ့ယူပြီးတော့ပိတ်လို့ရတယ်ဒီ dining space ကလည်းစပွဲကုန်၈ယောက်စား၁၀ယောက်စားစပွဲကုန်တော့ထားလို့ရတယ်အနေထားမှာရှိရင် AC ပို့ပါသွားလို့ရတယ်အာဒီတန်ပန်းတွေပါတယ်ပြီးရင် aluminum အာကျွန်တော်တို့ဒီပါပြီးတဲ့အပြင်ဒါကျွန်တော်တို့ချင်းလုံးစကားပေါ့နော် ကျွန်တော်စကားပြီးရင်သူ့ရဲ့ make room လေးပြပေးမယ် make room ကအကျယ်ကြီးပဲဒါကကျွန်တော်တို့ဒီသူ့ရဲ့ make room ပေါ့နော် make room ကဒီမှာကြည့်အကျယ်ကြီးပဲဒီမှာဆိုရင်ဒီလိုဆိုရင်ဒါအနည်းဆုံး7ပဲရှိဒီလိုအနည်းဆုံးကျွန်တော်တို့12ပဲလောက်ရှိအဲ make room အကျယ်ပေါ့နော်ပြီးရင်ဒီမှာကတော့ make room မှာလည်းသူကချင်းလုံးစကားနဲ့ပတင်းပေါက်အကျယ်ကြီး air con တက်ချင်လဲရတယ်ပန်ကတက်ချင်လဲရတယ်ပေါ့နော်ဆိုတော့ပြီးတော့ရင်ဒီဘက်မှာသူ့ရဲ့ kitchen kitchen dining ရဲ့ပရင်းပေါ်တွေအများကြီးရှိတော့သူကတော်တော်လေးလင်းတယ်လို့ပြောမှာခုမီးပေါ့နော်ကျွန်တော်မီးအကုန်ပိတ်ထားလိုက်မယ်ဆိုရင်လည်းအနေထားကတော့ fine တယ်ဒီအပေါ်မှာတော့ granite ပေါ့နော်အဲ granite ပါတယ်အပေါ်အောက်ကျွန်တော်တို့အဲ cabinet တခါတည်းပါပြီးသားပြီးရင်အများသုံးခုရေချူကန်အင်တာပေါ့နော်ဒါအများသုံးခုရေချူကန်အင်တာမှာလည်းတအိမ်လုံးမှာသူ့ရဲ့ standard ကမလျော့သွားဘူးအားလုံးကဒီ cotton အဲတစ်စိပ်ယူပဲကျွန်တော်တို့ဒီတေချာလေးတုံးထားတော့မြင် ဆိုတော့ကျွန်တော်တို့အခုကမြင်ရထက်မှာဒါကျွန်တော်တို့ဒီဧကန်အကျယ်ရမယ်ပြီးမှ single bedroom တခန်း master bedroom တခန်းဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီ maid room တခန်းနဲ့ဒါထမင်းစားခန်းတော်တော်ကျယ်တယ်မြင်ရတဲ့အတိုင်းကျွန်းပေါ့နော်တအိမ်လုံးကျွန်းရေကျွန်းကအိမ်တာနဲ့မြေပုခန်းကလွဲရင်ကျန်တဲ့နေရာအကုန်ကျွန်းပေါ့နော်ဆိုတော့ကျွန်တော်တို့ဒုတိယအလွာသွားပြီးကြည့်အောင်လားဒီမှာလက်ရန်တွေကတော့တည်တည်တတ်တတ်နဲ့ကျွန်တော်တို့ hand grip လဲတယ် so ဒီဖះเจ้าဆောင်ကလည်းတော်တော်လေးတည်တည်တက်တက်ကိုရှိရဲဒီမှာအလင်းဝင်နေထွက်လိုက်ကောင်းတယ်နော်ပြီးရင် तू ကဝရန်ဒာအကျယ်ကြီးပါတယ်ဒါချက်ပြပြီပြီးရင်ပတ်ဝန်းကျင်လေးတစ်ချက်ပြပြီဒီမှာတော့ကျွန်တော်ဒီ outdoor ဝရန်ဒာပေါ့နော်ပုံမှန်အနေထားဒီအိမ်ကတော့အရှိလက်ဒီချိန်ဆိုကျွန်တော်ဒီကနေနေထွက်တယ်အနောက်ဝင်နေဝင်တယ်ဒါ12နာရီတက်တဲ့ဆိုရင်ကျွန်တော်တို့ခေါင်းပေါ်ရနေပြီနော်ပြီးရင်သူ့ရဲ့ ceiling တွေကလည်းကျွန်တော်ကျွန်းတွေတုံးထားတာဖြစ်တဲ့ကြောင့် modern တဲမှာမှကျွန်တော်ကျွန်းထပ်တုံးလိုက်တော့ modern ရဲ့ luxury ပေါ့နော် modern luxury ဖြစ်သွားမှာပေါ့ ဒီရှင်းမှာဆိုရင်ဒီဘက်မှာအင်ဂျီတွေပဲဟုတ်မလားအင်ဂျီအင်ကောင်းတွေမှာအင်ဂျီအင်ကောင်းဟိုဘက်မှာလည်းဒါအင်ဂျီအင်ကောင်းတွေပဲအဲဂျာတိရတလားတော့ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာ celebrity လည်းရှိရလို့ကျွန်တော်သိရပါတော့ဆိုတော့ဘာလို့လဲဆိုတော့ဝယ်ပြီးတော့မှာပဲသိရမှာပါနော် ဆိုတော့ဒီမှာတော့ကျွန်တော် single bedroom အခန်းအသေးတစ်ခုရှိရဲဒါကျွန်တော်တို့ဇာတိခန်းလေးလွတ်လို့ရတယ်အဲဖျားဖျားကန်းနဲ့ဒီဘက်မှာကျွန်တော်တို့သူ့ရဲ့ဝေဝိဇ္ဇာလေးတွေထားမယ်ဒါမှမဟုတ်လူနေမယ်ဆိုရင်လည်းအဆင်ပြေတဲ့အနေအထားမှာရှိရဲပြီးရင်ကျွန်တော်တို့ဒီမှာတော့အောက်အထက်အတိုင်းပဲအခန်းကြေတစ်ခန်းပေါ့နော်ဒါရေချိုးကအင်တာတွဲရပါပြီဒါအဲကွန်းပါပြီဒါအခန်းကြေတစ်ခန်းပေါ့နော်ဟိုရေချိုးကအင်တာကတော့အခန်းတော်တော်များများဟို standard အညီ instant heater ဒါအီတလီ brand ကိုကျွန်တော်တိချသုံးထားတယ်အပေါ်မှာဒီဘက်မှာနောက်ယချူကအင်တဲ့နောက်ခန်းပေါ့နော်အပေါ်မှာတော့ master bedroom သုံးခန်းအောက်မှာတခန်း master bedroom လေးခန်းနောက်အပေါ်မှာတခန်း master bedroom မှာငါးခန်းဒီမှာဆိုရင်သူ့ယချူကအင်တာဒီမှာတွဲရပဲအာဒီအခန်းတွေကတော့ကျွန်တော်တို့ခုနပြောလိုလို့ပေါ့ main master bedroom မဟုတ်တာဖြစ်ကြောင်းယချူကအင်တာတော့တွဲရပါတယ်ဒါပေမဲ့အခန်းကကျွန်တော်တို့ဒီမိသားစုအများကြီးနဲ့နေမယ်ဆိုရင်တော့အခန်းပုံများအောင်ဖွဲထားတာဖြစ်တဲ့ကြောင့်မလို့ဒီတခန်းတစ်ခန်းကတော့နည်းနည်း compact ဖြစ်တယ်ပေါ့နော်ဥမာဒီအခန်းလေးဆိုရင်ဒါ standard site ဖြစ်သွားမယ်ဒါဒီအခန်းကြီးကတော့ကျွန်တော်တို့အဲကျင်းလည်းမကျင်းဘူးကျဲတယ်ဆိုရင်လည်းအရင်ကျင်းနေမနေဘူးဒါပေမဲ့ကိုတိပေါ့နော် compact ဖြစ်တယ်အာကျွန်တော်တို့15ပြီပတ်လည်ပေါ့နော်15ပြီ18ပြီလောက်ရှိမယ်အဲပြီးရင်ဒါသူ့ရဲ့ရေချူခန်းအိမ်သားဒီမှာဆိုရင်ဒီလိုပေါ့နော်အပေါက်အကျယ်ဒီမှာ ventilation ကောင်းတယ်အပြင်စကားတွေပါပြီးသားပေါ့နော်အပြင်ဒါ instant heater တွေ prado အာဒီဇိုင်းနဲ့ပြီးရင်ကော်တွန်ဒီဇိုင်းနဲ့ ုန်ပါပြီးသားကလကအကုန်ပါပြီးသားပေါ့နော်ဆိုတော့အခုကတော့ကျွန်တော်တို့ဒီအပေါ်မှာရေချွေးခန့်အိမ်တာ3ခန်းတွဲရပါတယ်အခန်း၃ခန်းနဲ့ single bedroom အခန်းသေးတစ်ခန်းပြီးတော့ရင်ဒါကျွန်တော်ဖျားခန်းဖျားချောင်းဆောင်ပေါ့နော်ဆိုတော့တော်တော်လေးဒီ view spacing ယူတာတည်တက်တယ်လို့ပြောမှာပါဆိုရင်ကျွန်တော်တို့နှစ်ထပ်ခွဲသုံးထပ်ကိုအိမ်ခန်း၆ခန်းထိအဲဖွဲ့စည်းထားတဲ့အပြင်တအိမ်လုံးကျွန်းတအိမ်လုံးကျွန်းဆိုတော့ပြန်မလားကုန်ကြမ်းစရိတ်ကအများကြီးရှိရဲဒါမှမဟုတ်ကျွန်တော်တို့တထောင်း 6200ပဲဈေးဖွင့်တာပါနော်ဆိုတော့ဒီချိန်မှာတော့မြင်မြင်ဝယ်တင်တဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးအလွန်တော့ကြည့်မယ်ဒီမှာဆိုရင်ကျွန်တော် ventilation ပေါ့နော်ဒီလေးကခွင်းတစ်ခုလုံးကတော့တပေါက်နှစ်ပေါက်သုံးပေါက်လေးပေါက်ပေါ့နော်အပေါက်တွေအများကြီးနဲ့ lighting ကောင်းတယ်ဆိုအပေါ်ဆုံးကတော့ကျွန်တော် main master bedroom ဆိုပြီးတော့အခန်းအကျယ်ကြီးတစ်ခန်းရှိမယ်အဲဒီအကြည့်လိုက်ဝူလာ ဆိုတော့ဒီအခန်းကတော့ main master bedroom လို့လို့ရတယ်တကယ်ကိုအဲ့လိုဂရင်အကြီးပေါ့နော်မှပတင်းပေါက်တော့ပတ်လဲပတင်းပေါက်ပါပြီးသားဟိုဂရင်အကြီးလို့လို့ရတယ်အာအဝတ်ခန်းပေါ့နော် changing room အားမို့ wardrobe တက်တက်ကိုယူလို့ရတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီဆိုဖာလေးတွေပါထည့်လို့ရတယ်။ပြီးရင်ဒီမှာကြည့်လိုက်ဒါဘင်းနေပေါ့နော်။ဒါနှစ်ထပ်ခွဲအိမ်သုံးထပ်အိမ်တစ်လုံးရဲ့ဒါကျွန်တော်တို့ဒီကောလမ်ကောလမ်လို့ဆိုရင်ဒါကျွန်တော်တပေခွဲလောက်ရှိတယ်။တော်တော်လေးအာ structure ပေါ်မှာဘာမှမခုမကပ်ပင်နဲ့ ်အဲ90ဒီအမကန်ကိုကျွန်တော်တို့လုတ်ထားတယ်ပြီးရေကျူးပန်းအိမ်တာလေးပြီးအပုံဆုံးမှာဆက်လက်ကလည်းကျွန်တော်ဆက်လက်တပြင်းလုံးကိုကျွန်တော်တို့ဆိုလာတွေပဲတက်မယ်အော်တိုလုတ်လို့ရအောင်လည်းကျွန်တော်စီမံထားတာကိုကျွန်တော်လိုက်ပြမယ်ဒီမှာကြည့်ခဲဒါကတော့ကျွန်တော်တို့သူ့ရဲ့ရှာဝါ instant heater အပူအေးရမယ်ဒါကကျွန်တော်ရေကျူးပန်းအိမ်တာမှာတော့ဒီအိမ်မှာထွေထူးကျွန်တော်အရင်ကြီးအာလူလာနဲ့ပူတာကျွန်တော်တို့မလုပ်ထားဘူးပေါ့နော် ပြီးရင်ကျွန်တော်တို့အရှိတ်ဘက်ဝရန်တန်လေးတွေ့ကြည့်မယ်လား ဲဒါကတော့ကျွန်တော်တို့အပြင်ဝရန်တာဖြစ်ပါတယ်ဒီအပြင်ဝရန်တာအကုန်လုံးကတော့ကျွန်တော်တို့ဒီစကြင်ကြောက်လိုမျိုးပေါ့နော်အေးတယ်သူအနေကတော့အခုလက်ရှိဆိုရင်17နှစ်တက်တက်ဆိုနေကတော့ရှိန်နေဆိုပေမဲ့ဒါအရန်မပူတဲ့ကြောက်တွေကြောင့်ခင်းထားပြီးရနေပြပက်လေဒါဆိုရင်တမ်ဘာတမ်ဘောကမှ lemonade တမ်ဘောကိုကျွန်တော်တုံးထားပြီးရဒီမှာပုံဝင်ခြင်းနေဆိုရင်ဒီအိမ်ဆိုအပေါ်ဆုံးကပန်းချိုင်လောက်ထား အာပြီးရင်ဟိုဘက်မှာအင်ဂျီအိမ်ကောင်းနေပဲဟိုဘက်အိမ်ကလည်းကျွန်တော်ကျွန်တော်မြင်ရတဲ့အတိုင်းပဲသူပန်းချန်တွေပဲလှုပ်ထားပါနော်ဟိုဘက်အိမ်ဆိုကျွန်တော်ဟို property tour တခါလှုပ်ဖို့တယ် house tour တခါလှုပ်ဖို့တယ်ဒီကနေပြီးတော့ကြောင်လေလီကားနေပြီးတော့အပေါ်ကျွန်တော်ကြည့်လို့ရတယ်ဒါအောက်တော့အာကျွန်တော်တို့ရဲ့ဒါ solar တက်မယ်ဆိုရင် ready ပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်အပေါ်လေးတော့ကြည့်အောင်လားဒီနေရာတော့ဒါအပေါ်ဆုံးဆက်လက်ဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်လီတာ2000ရီတအိမ်လုံးစိုက်လို့တော့ပြီးရင်ဒီမှာကတော့ကျွန်တော်ဒါ အပေါ်ဆုံးအထက်မှာကျွန်တော်တို့ဒီ garden area ပုံစံပေါ့နော်အာကျွန်တော်တို့ဒီအမိုးလေးတွေလှုပ်ထားပေးရတွေ့ရမှာဖြစ်ပါတယ်ပြီးပါကျွန်တော်ညနေဆောင်းပြီဆိုရင်အဲနေလို့ရတယ်မနက်စောစောလည်းနေလို့ရတယ်ဆိုတော့အိမ်ကိုအဆုံးထိလိုက်ကြည့်ပေးရအလုံးကျေးဇူးတင်ပါတယ်ဒီအိမ်ကိုတော့ကျွန်တော်3600နဲ့200ဈေးဖွင့်တယ်ပေါ့နော်နေရာတော့ကျွန်တော်များတို့ကုန်38ရက်ကွယ်ဂရန်မီရမှာဖြစ်ပါတယ်ပြီးတော့ဒီအိမ်ကတော့ကျွန်တော်ခုမြင်ရတဲ့အတိုင်းပဲတကယ်ကိုကျွန်တော်တို့ quality ဘိုင်းဆိုရင် ဒါ structure နှစ်90အမခံပေးတယ်ပြီးရင်ကျွန်တော်တို့ဒီ architecture နောက်ပြီးတော့ maintenance ကိုတစ်နှစ်အမခံပေးတဲ့အပြင်ဒီအိမ်ကိုဝယ်ပြီးတော့ handover မှာကျွန်တော် structure drawing MME drawing architecture drawing ပြီးတော့ရင်ကျွန်တော်တို့ဒီ MEP drawing အပါကျွန်တော်တို့ဒီ brandy အာကတ်တွေပါကျွန်တော်ပြီးမှဖြစ်ပါတယ်အဓိကအခုချိန်မှာဝယ်ယူမယ်ဆိုရင်ကျွန်တော်တို့ကယုံကြည်စိတ်ချရတဲ့ဒါ constructor ဇီယဝယ်ယူတာ အကောင်းဆုံးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဝယ်ယူပြီးသွားရင်လည်းလုံးဝစိတ်ချရမှာဘာလို့ဆိုရင်ကျွန်တော်စာရေးစာတမ်းအကုန်ပြီးမှဘာမှကျွန်တော်တို့စိတ်ပူစရာမရှိဘူး warranty ပြီးမှဖြစ်တဲ့အကြောင်းလို့ဒီအိမ်ကတော့ဝယ်တဲ့ဝယ်ဝယ်ယူတဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ